ရန်ကုန်မှာအနေခက်တယ်အသေးခက်တယ်အနေခက်တာတော့ဟုတ်ပါတယ်အခုကနေရတာမလွယ်ဘူးပေါ့နော်ဒါပေမဲ့အသေးရတော့ဟိုကိုမစတုံလို့ရှိရင်မခက်ဘူးဗျာစတုံလို့ရှိရင်တော့ခက်တယ်အထားပါတော့လူတယောက်သေးတယ်လူတယောက်သေးပြီဆိုရင်သေဆုံးကြောင်းထောက်ခံစာယူမယ်ရက်ွက်ထောက်ခံစာယူမယ်အဲ့ကနေတင်းကြိုက်လက်မှတ်ထုတ်မယ်အဲ့ဒါရောက်ဝိုင်းမခက်ဘူးဗျာ အဲ့ဒီငိုင်းလက်မှတ်ရဝိုင်းဆိုကျွန်တော်နိုင်ကိုညီမှုသိန်းရန်ကုန်01 93 6200လိုက်အဲ့ဒါဆိုလို့ရှိရင်ခန်းမမငှားဘူးလို့ဆိုအစဆုံးပြီးအောင်လုပ်ပေးတယ်။ဘာဒီကူညီမှုပေးလဲအရင်ဆုံးဆုံးတဲ့နေအိမ်အထိကိုလာပြီးတော့အတင်းရနေအခမဲ့လာတည်ပေးတယ်။တည်ပေးပြီးဝိုင်းဆိုဘယ်မှာတုတ်တံမှာတကြိုမလဲရေခွေးမှာတကြိုခြင်းလားကြည်စုမှာတကြိုခြင်းလားထိတ်မိမှာတကြိုခြင်းသလားကြိုက်တဲ့တုတ်တံမှာတကြိုမိတကြိုက3000 အခမဲ့စိုက်ပေးပါတယ်ပြီးလို့ရှိရင်အဲ့ဒီအောက်မှာခံတဲ့ကက်ဘာလို့ဆိုဟိုမီးတချို့ဆက်တဲ့ဟိုရောက်ပြီဆိုလို့ရှိရင်ကက်ကလေးရှိတယ်အထက်သားကက်ကလေးပေါ့တာလဖက်နဲ့အုပ်ထားတာအဲ့ဒီကက်ထဲကိုထည့်ပြီးတော့မီးတချို့ဆက်တဲ့ထည့်ရတာအဲ့ကက်က2000ကျတယ်အဲ့ကက်ဖိုးလဲအသိရကုန်ခံပေးတယ်ဒီနေ့နေတွင်ချင်းမတချို့ချင်းဘူးနောက်နေ့မှတချို့ချင်းသလားโอเคရတယ်အေးကန်ထားပေးဦးမယ်အေးကန်တစ်ရက်ထားရင်900နှစ်ရက်ထားရင်1800 နှစ်ရက်ထားလို့ရှိရင်လည်းနှစ်ရက်စာပြီးစိုက်ပေးရုံပဲဒါပေမဲ့အေးအေးကန်ထားလို့ရှိရင်တော့ခန်းမငားတဲ့အခါတော့မပါဘူးခန်းမငားပြီးတော့ပြင်မယ်စိမ်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါကတော့နိုင်ရေးရှင်ကကုန်ကြပေးရမှာမယ်အဲ့ဒီလိုမျိုးနိုင်ရေးကူညီမှုတွေကိုအခမဲ့ကူညီဆောင်ရွက်ပေးပါတယ်နိုင်ရေးလိုင်းချောင်းတစ်ချောင်းမှာတော့ဗျာကျွန်တော်တို့ရဲ့ကုန်ကြစိတ်ကအကြမ်းမြားဖြစ်တော့တသိန်းအထက်ပတ်ဝန်းကျင်တော့ကုန်ပါတယ်အဲ့ဒါကြောင့်မို့လို့တေးရေးကတော့အရင်မခတ်ပါဘူးကျေးဇူးတင်ပါတယ်ခင်ဗျာ